ဒီနေ့ဦးစင်ဟာမျိုးတွေကိုဘာပြောချင်တယ်လဲဆိုတော့ဘုဘရကောကပေါ့နော်ရကောကအော်နေရလေးကိုပြောချင်တာကဘာအော်တာလဲဆိုလို့ရှင်စစ်မဲ့ဖြစ်တဲ့နေရာတွေကိုတဲ့တတ်မတော်ကတဲ့ဘုံနဲ့ချဲတယ်ပေါ့ဘုံနဲ့ဖြစ်တယ်ပေါ့ပြူဒီကိုလှုပ်တယ်ပေါ့ပြူကိုတတ်တယ်ပေါ့ဒီလိုတို့တို့စစ်မဲ့ဖြစ်တဲ့နေရာတွေတဲ့စစ်မဲ့ဖြစ်တဲ့နေရာတွေကိုတဲ့ဒီလိုပြောကဲဟုတ်ပြီ အဲ့စစ်မဖြစ်တဲ့ညာစစ်မဖြစ်ဘူးတဲ့နေရာတွေကိုလာတက်မတော့ပါဦးစင်းကပြောခဲ့ပြီးပြီလေပထမဒီတစ်ခါလိုက်တော့မှဟုတ်လားဘုံနေအနေနဲ့လို့တိန်းနာတိန်းနာမရတက်မတော့အနေနဲ့ကလည်းရှုံးနာရှုံးဤမဆုံးဆိုတဲ့စကားကိုဦးစင်းပြောခဲ့တယ်လေဗျာပြောခဲ့တယ်လေအဲ့မပြောခဲ့ဘူးလားပြောခဲ့တယ် ။ဒါမှမဟုတ်အနေနဲ့ဟဲအောင်နဲ့မင်းတို့ဒီနေရာကိုယူလိုက်။ဒီနေရာကိုမင်းတို့ဟုတ်ပြီငါတို့ရှုံးသွားရနေရမင်းတို့ယူလိုက်လို့ဘယ်တော့မှမတတ်မတော်အနေနဲ့ပေးခဲ့လို့လေ။ဘယ်တော့မှမတတ်မတော်နဲ့ကြည့်ဘူး။တတ်မတော်အနေနဲ့ပေးရင်လည်းကာကြောချင်းမရောက်နိုင်နေနဲ့ပေးလို့လည်းမရဘူးလေ။မရဘူးလေကာကြောကြီးမင်းအောင်လည်းအာနာဟုတာထိမ့်ထားတာပဲရှိတာလေထိမ့်ထားတာပဲရှိတာတိတ်ထားတာမဟုတ်သေးဘူးလေအဲ့တော့သူပိုင်လို့သူပိုင်တယ်လို့ပြောလို့မရသေးဘူးပြည်သူတွေရှိသေးတယ်ပြည်သူတွေပိုင်နေတယ်နော် နောက်တက်လာမယ်ရွေးကောက်ပွဲမှာကိုမလွတ်တော်အမတ်တွေဓမ္မသားတွေရဲ့ဆုံးဖြတ်ချက်မှာဒါလေးကာကြောကြီးပေးလို့ရမှာပေါ့အဲဒါဆိုအဲ့ဒီနေရာတွေကိုတမတော်ဆုတ်ခွာပေးလိုက်တဲ့နေရာတွေကိုတမတော်ဆုံးရှုံသွားတဲ့နေရာတွေကိုအမများလည်းဗျာတမတော်ကဘုန်းနဲ့ချဲတာဘာဖြစ်တယ်ဆိုတော့လူလူကပဲပြည်သူတွေတဲ့ပြည်သူတွေကအဲ့ဒီနေရာနေမလားစစ်မှန်တဲ့ပြူတွေအေးချမ်းမှုငိမ့်ချမ်းမှုကိုလိုလားတဲ့ပြည်သူအများစုကအဲ့လိုတမတော်ကဘုန်းချဲတဲ့နေရာတွေကိုနေမလားအကြမ်းဖက်ရှိတဲ့နေရာတွေကိုချလာလေ အကြမ်းဖက်ရှိတဲ့နေရာတွေကိုလှုပ်ထားလေအဲဒါတိုင်းပြည်ငြိမ်းချမ်းမှုကိုဒါဥဆောင်နေရာပဲလေတိုင်းပြည်ငြိမ်းချမ်းမှုကိုလှုပ်ဆောင်နေခြင်းဖြစ်ပဲလေအဲ့ဒါတဘုံဥဆောင်တဲ့နေရာတဘုံကြီးဆိုးတဲ့နေရာဗျာခင်ဗျာကြည့်လိုက်ဘယ်နေရာအေးချမ်းတယ်လဲဘယ်နေရာငြိမ်းချမ်းတယ်လဲကဲမိုးကိုလိုနေရာမျိုးအိမ်ကောင်းချင်းအိမ်ရတယ်လားကဲခင်ဗျားတို့တပည့်ကြီးဟိုဘက်တရားကရွှေရွှေရွှေတော့ရွှေရှင်နဲ့တူတယ်အိမ်ကောင်းချင်းအိမ်ရတယ်လားအပြန်မေးခွန်းထောက်ရမယ်နော်နောက်တစ်ချက်ရှိသေးတယ်ဗါတယ် တတ်မတော်ကတဲ့လူမဆန်စွာတဲ့လေဒီနဲ့လှုပ်ပြီးမှာတဲ့အပေါ်ကနေဆက်တနတ်တွေနဲ့ဘုံတွေနဲ့ပြစ်တယ်တဲ့ဩဒုက္ခပဲမင်းတို့တော့ကြောင်းကံဖရာဇေဒီဖရာတွေကြားရတယ်မှာမင်းတို့တော့မှပထမဆုံးကဒုံနေနဲ့ဗားနေနဲ့အကုန်လုံးပြည်ဖရာတွေကပါယူပြီးမှမင်းတို့တွေလောက်ခဲ့ကြတာမဟုတ်လားအဲမင်းတို့ကြောင့်ပြည်သူတွေဒုက္ခရောက်ခဲ့တယ်မင်းတို့ကြောင့်ပြည်သူတွေစေဘေးတော့စေဘေးရှောင်ဘဝတွေရောက်ခဲ့ရတယ်မင်းတို့ကြောင့်ပြည်သူတွေအိုးမဲ့အိမ်မဲ့ပြရတယ်မဖြစ်ခဲ့ဖြစ်ခဲ့တာပဲအများကြီးပဲ ဖြစ်ခဲ့တာပဲ။အဲမင်းတို့အခုရောမင်းတို့ကြီးစွဲနေတာဘယ်ပြည်သူမင်းတို့ကောင်းချိုးပေးတယ်လဲ။ဘယ်ပြည်သူမင်းတို့တွေကဲဘာလုပ်ပေးဘူးတယ်လဲ။ကဲပြောပြသန်းကွာမင်းတို့ပြည်သူတွေမင်းတို့အကျိုးပြုတာတွေရှိရဲ့။ခြားပြသန်းမင်းတို့ချင်းချင်းပဲလို့ကလူတယ်မင်းတို့ချင်းချင်းပဲဟာလား။အာနာတော်မင်းတို့မရသေးဘူး။အာနာတော်မရသေးဘူးကောတို့ကအာနာရှင်ဆိုလို့ရှိရင်စစ်တမ်းမှမဟုတ်ရယတအာနာရှင်လည်းလုံးဝမကြိုက်ဘူးအယတအာနာရှင်ဒေါအောင်ဆန်းစုကြည်အာနာရှင်ဆန်ခဲ့တဲ့အတွက်ကြောင့ အာမြင့်ငါဆိုင်စကန်းရောက်ရောက်ဆိုတဲ့ပုံစံကိုဖြစ်ခဲ့တယ်တော့ကြောင့်ဒီလိုတွေဖြစ်နေရဒီလိုတွေဖြစ်နေရအဲတမန်ကြောင့်လည်းပြန်ပြီးမှလေးလာတမန်ကြောင့်လည်းပြန်ပြီးမှမေးဖို့ကွာမလေးလာရင်တော့မနော်ဒေါအောင်ဆန်းစုကြည်ကဘာလဲဒေါအောင်ဆန်းစုငငယ်ဘဝကဘယ်လိုဖြတ်တန်းခဲ့တယ်လဲအကုန်လုံးလေးလာကွာမင်းအင်္ဂလန်တွေရောဘာတွေရောဟိုကအိန္ဒိယတွေရောအကုန်လုံးလေးလာနော်မြန်မာနိုင်ငံဘယ်တော့မှကောင်းကျိုးပြုခဲ့တယ်အကုန်လေးလာနော်လေကုန်လေးလာ အဲ့ဒါလေးလာပြီဆိုမှပြောပြောကျင်တာနော်ခု PDF တွေဒါလေးကတော့ PDF တွေဘွားကိုပြောကျင်တာပြ PDF တွေဘွားဆိုလဲရန်တနာစရာကောင်းပါတယ်ကိုကင်းနီယူရလဲ PDF ကိုလက်မခံတော့လက်မခံတဲ့အနေထားတစ်ခုရောက်ပါပြီထိုင်းနိုင်ငံမှာဆိုလဲထိုနည်းသူစွာပဲတဖြည်းဖြည်းနဲ့ဥစဉ်ပြောခဲ့တယ်လေတပတ်အတွင်းလို့တပတ်နှစ်ပတ်ကြာလို့ရှိရင်တို့ခင်ဗျလုံးလိုက်မယ်လို့ဆိုတော့တပတ်နှစ်ပတ်တော့ကြာတယ်ဦးလောက်သွားတာပဲနော်နောက်ဖန်ဆီးဟိုအတွက်ကိုလုံးမယ် မပူနဲ့နော်ဘယ်နိုင်ငံကမှအကျန်းဖက်ကိုလက်မခံဘူးဘယ်နိုင်ငံကမှအကျန်းဖက်အာပြေကိုလက်မခံဘူးအဲ့ဒါတော့မင်းတို့သဘောပေါက်ဖို့လိုတယ်နော်သဘောပေါက်ဖို့လိုတဲ့ဥပန်ဆယ်လူကြီးဘာတွေပြောရရဲ့လဲမြို့နောင်ဒိန်တို့ဝေဝေဆိုးတို့ဘာတွေပြောရရဲ့လဲဟမ်ဘာတွေပြောကြရလဲမင်းတို့ပြောတဲ့အနူကြီးဘာတွေပြောရရဲ့တော့မင်းတို့ပြောတဲ့အနူကြီးလေနေလိုက်မော်ပါပဲဘာရန်ကုန်မြို့ကြီးတက်တိန်တော့မယ်နေပြည်တော်ကြီးတက်တိန်တော့မယ်ဟုတ်လား သိနေတာပဲကဲမင်းတို့ကတမ်းမတော်ကနေတမ်းမတော်ကသေးတာတွေကိုမင်းတို့ကခိတိတို့မင်းစီမတို့အရက်ဖေးတို့မင်းတို့ဘက်ကဟာတွေပြောတယ်ပြောတယ်ပြောတယ်ပင်နာပီရက်တရားပဲနှခါပြောဘူးပဲလေပီရက်တရားပဲတော့လည်းတရားပဲနဲ့ပီရက်တဗမော်မှာသားကြီးပြေးဆက်လိုက်တာပဲနှခါပြောတော့မင်းတို့ဂွေမောကမင်းတို့ကချင်လူမျိုးတော်မှာကိုကြီးမစားတာမင်းတို့ကိုကြီးစားမယ်ထင်တယ်လားသူရဲ့ကချင်အရင်သားအချင်းချင်းတော်မှာနော်ဝေမောဆိုတဲ့သူက ပူချင်းမစားဘူးဇာနာသိမ့်မရှိဘူးဒီတိုက်မဲ့တဘုံလက်နဲ့ကဲအဖွဲဆိုတာတဘိုးတဲ့ဓမ္မနွားတွေကမှတ်တာတဘိုးတဲ့ဓမ္မနွားတွေသူတို့တိုက်ရင်သားတွေသူတို့ချစ်လို့မလို့သူတို့လုံနေရမဟုတ်ဘူးသူတို့ကိုကြိုးအတွက်သူတို့မိသားစုအတွက်လုံနေကြတာအဲ့ဒါကို PDA အကျန့်ဖက်တွေတဘောပေါ့အဲ့လိုပဲကွင်းမော်လိုပဲမင်းတို့အလူကြီးမှရှိတဲ့ဇီယာပေးကြီးမှရှိတဲ့သူတွေကလည်းတဘိုးတဲ့ဓမ္မနွားတွေဆိုတာကိုမင်းတို့မြဲမြတ်မှတ်ထားလို့ပေါ့ကိုတော့ပြောကျင်တယ်ကဲဒါပါပဲဗျာ